ီကျွန်မဘန်ကောက်ကိုရောက်ပြီပေါ့နော်ဘန်ကောက်အခုဒမောအဲပေါ့မှာအာကျွန်မရထားစီးပြီးတော့အာထောင်းထောင်းကျွန်မနေမဲ့ hostel ကိုပေါ့နော်သွားဖို့အတွက်ရထားပူရာယုံသွားနေတယ်ပေါ့နော်အာ by the way ကျွန်မနာမည်ကတော့ငိမ်းပါအာကျွန်မအာ solo backpacking လုပ်ဖို့အတွက်ဘန်ကောက်ကိုရောက်လာတာပါ ်မှာဒီစီးဖို့ကအဲပေါ့မှာပေါ့နော်ညားတွေကိုကြည့်ပြီးတွားလို့ရတယ်လို့တော့ပြောတယ်ဒါပေမဲ့နည်းနည်းခက်တယ်ပေါ့နော်ကျမဒါဘန်ကောက်ကိုဆိုလို့ရှိရင်၄ချိန်ညောင်ရောက်လာတာပေါ့နော်ဒါပေမဲ့တခါမှတယောက်တည်း MRT မစီးဘူး MRT ကသူများနဲ့တစ်ချိန်စီးဘူးပဲဒါပေမဲ့ကျန်တဲ့အချိန်ကတော့ MRT မစီးဘူးပေါ့နော်အခုကတော့တယောက်တည်းသွားပြီးတော့ MRT သွားစီးမှာပါ ့ MRTC ရတာကတကယ်တမ်းပြောရင်ဘန်ကောက်ဒီတယောက်ထဲသွားတဲ့အတွက်လေစိတ်ထဲမှာပေါ့နော်အာဒီနည်းနည်းလေးပို့ပြီးတော့ကြာတယ်ပေါ့နော်လမ်းနေရှာရတယ် MRT ကလည်းကိုအရင်ကကိုပါစီရဆိုတာကတယောက်ကတိရတယောက်ကခေါ်သွားတဲ့အတွက်ကိုကဒီတိုင်းလိုက်သွားရုံနဲ့အခုကျတော့ကိုကတာကိုသွားရတဲ့ခါကျတော့ဟိုနေရာကြီးရှာရတယ်လမ်းနေရှာရတယ်ပေါ့နော်အဲ့တော့နည်းနည်းတော့ခက်တယ်အခုဒီမှာကျွန်မရှောက်လာတာပေါ့နော်ဒီမှာကြည့်ကြည့် ဒီ airline office ဆိုတဲ့ဟာကိုတွေ့လိမ့်မယ်အဲ့ဒီကနေပြီးတော့အဲ့ဒီတည်းကနေပြီးတော့ကျွန်မလျှောက်လာတာအခုဘယ်ကိုရောက်လာလဲဆိုလို့ရှိရင်ဒီဓလေကားပေါ့နော်ဓလေကားကိုဓလေကားကိုမတက်ဘူးမတက်ဖဲနဲ့ကျွန်မအခုဒီမှာ SRT Berlin ဆိုတဲ့အာအတော့စီမှာပေါ့နော် MRT တော့စီမှာပေါ့ဟုတ်အဲ့ဒီတော့ကျွန်မအရှိကိုဆက်လျှောက်ရမယ်အရှိမှာဟိုဟာ711ရှိရပေါ့နော်အာသူကြားထားတဲ့ညာအတိုင်းသွားမယ်ဆိုလို့ရှိရင်ကျွန်မအရှိကိုဆက်လျှောက်ပြီးတော့711 ဘက်ကိုသွားရမယ်ပေါ့နော်ဒီနေရာတော့တော့နည်းနည်းသိသွားပြီဘာလို့လဲဆိုတော့အာကျွန်တော်မလာခင်ပေါ့နော်ဒီ airport မှာ SRT စီးဖို့အတွက်ကျွန်တော် YouTube video တွေကြည့်ခဲ့တယ်ပေါ့နော်ဒီနေရာရောက်တော့ကျွန်တော်နည်းနည်းတော့အာမှတ်မိသွားတယ်ပေါ့နော် MRT blue line ကိုဒီကနေပြီးတော့ကျွန်မပြောင်းစီမှာပေါ့နော်။ဒါကတော့ Bansu station ပေါ့နော်။သူကဒီမှာက Central station လို့ပြောတယ်။အာအဝေးပြေး highway သွားတဲ့ရထားတွေပါပေါ့နော်။အကုန်လုံးကဒီလိုပေါ့နော်။လာတယ်လို့ပြောတယ်ပေါ့နော်။အဲဒီ station ကနေပြီးတော့ဒီပြောင်းစီလို့ရတယ်ပေါ့နော်။ Bansu station ကနေပြီးတော့ highway ကိုသွားလို့လည်းရတယ်လို့ပြောတယ်။ဒါက Central station ပေါ့နော်။ Young children, thank you for your cooperation. ဒါ China တောင်ပေါ့နော်အာဒီမှာဆိုလို့ရှိရင်အခုနေတဲ့နေရာဘူးမပြတ်ဘူးပေါ့နော်အာ hostel ရွေးလို့ရှိရင်ဒါတော့အဓိက location ကိုအဓိကထားပြီးရွေးတယ်အာ budget ကိုကဘတ်ဂျက်သွားမှာဆိုလို့ရှင်ဘတ်ဂျက်သုံးမှာဘတ်ဂျက်ဘလောက်သုံးမှာကအရေးကြီးတလောက်ဒီမှာ location ကလည်းဒီမှာအရေးကြီးရယ်ပေါ့နော်ဟိုအထူးသဖြင့်တော့အဲ့လိုဆိုလိုသွားတဲ့သူတွေပေါ့နော်ဘတ်ဘတ်ကသွားတဲ့သူတွေအတွက်အဲ့ဒါဟိုအရေးကြီးရယ်ပေါ့နော်နောက်ဆုံးတော့တဲမဲ့ hostel ကိုရောက်ပြီပေါ့နော်အာတော်တော်ပင်မပါလေဒီနေ့ဘာလို့လဲဆိုတော့အာတယောက်တည်း ယထာစီးရယ်ယထာနှစ်ဆင့်စီးရတယ်ပေါ့နော်ပြီးတော့ဒီ hostel ကနည်းနည်းဟိုဘယ်လိုပြောမလဲလမ်းမတန်းရဲ့ကိတ်ရဲ့နောက်ကျောကိတ်ရဲ့မှာရှိရဆိုမှရှားတာခက်တယ်ပေါ့နော်ရှားတာခက်တော့ hostel ရှားလိုက်တာအနိုင်ဘောလောက်ရှားတယ်ပေါ့နော်အဲ့ခါကျတော့အခုတော်တော်ပြိုင်သွားတယ်ပေါ့နော် que eu cantar.